ကော်ဖီတောက်တာရင်မတုံဘူးလားတုံမှုပြတလားကျွန်တော်တော့ဘာမှမဖြစ်တာပေါ့နော်ကျွန်တော်တို့၅ခွက်တောက်ကျွန်တော်နေတိုင်းတည်းက၄ခွက်ဆိုတာအနည်းဆုံးပဲတောက်တယ်အဲ့ဒါပဲကျွန်တော်ကျတော့ဘယ်လိုလဲဆိုတော့ဟိုညသမားလို့ပြောရမယ်ညကြမှာစာကျဲအဲ့လိုညကြမှာဟိုကြောင်းတက်ခရရစိတ်ကြောင်းကဆောင်းပွဲစာကျက်တယ်ဆိုရင်ညတိတ်စိတ်မှာစာကျက်တာဆိုတော့อืมတော်တော့ကတော့ကော်ဖီတောက်လဲအိတ်တာပဲပေါ့နော်ဒါပေမဲ့စတောက်တဲ့သူတွေပေါ့နော်ရင်တုံတဲ့သူဆိုတာမတုံလားမို့ကော်ဖီဆိုတာကျွန်တော်ပြောမယ်ရိုးရိုးလေးပဲ တဘာဝကော်ဖီပဲကြိုက်တာတော့မေမြို့လဲရတယ်နည်းမဲတရားမပါမှရမယ်အတုတွေတော့မရဘူးเนาะကော်ဖီအစ်စ်ဆိုရပြီကော်ဖီမုတ်စိတ်ကကြိတ်ထားတဲ့ဟာတွေဆိုရတယ်သုံးလို့ရတယ်ဟိုဘလိုပဲမအရန်ကြီးခါးတာကြီးကတော့မတောင့်နဲ့ပေါ့เนาะသူတို့ပြောတော့ဒီရွာငန်းဆိုရင်ကော်တီပဲရွာငန်းအလက်ပဲအကောင်းဆုံးပဲချင်းတောင်ကျွန်တော်တောက်ကြည့်တော့နည်းနည်းခါးတယ်ကျွန်တော်တို့ကတော့အဆင်ပြေတယ်တာမန်လူတို့ကတောက်ဖို့အဆင်မပြေတော့ ်ချင်းတော်ကြောင့်မြင့်တာပေါ့နော်ကြာအိတ်တောင်ကူလို့ထွက်တဲ့ဟာတွေတောက်ပါကော်ဖီကတဘာဝကော်ဖီဘားနေနေတံပိုးထားပြီးတခြားတော့ရွေးပေါ့နော်ဒိတ်ကြမလွန်သေးနဲ့ဘယ်ရမဆိုတော့ဒိတ်ကတော့ရှိမှာပေါ့နော်ပြီးတော့သူကအဲ့လိုမျိုးဟိုတခြားလောက်တဲ့စေတနာပါလိရှိတော့ဝယ်ပေါ့နော်တချို့ကမိဖုတ်ထားတာတွေအနံ့နေရလဲမကောင်းဘူးဟိုအများကြီးပါပင်လောင်းမှာလဲကော်ဖီတွေရှိရဘယ်နဲ့ဘယ်မှာဖြစ်ဖြစ်ဒေသထွက်ကော်ဖီကိုပြောနေတာကျွန်တော်ပြောတာ ready made တွေမဟုတ်ဘူးပလင်းနေလဲကျွန်တော်မသိဘူးကျွန်တော်လည်းမသိဘူးရင်တုံလို့ ဟိုဘယ်လိုပြောမလဲကွာဟိုတော့ CEO တော့ကြိုက်ဒါပေမဲ့ CEO ထက်ကျွန်တော်ကတဘာဝကော်ဖီပို့ကြိုက်တယ်တဘာဝကော်ဖီတောင်းပို့ပြီးတော့အစားကိုနည်းနည်းထိမ့်နိုင်တယ်ပေါ့နော်ကျွန်တော်ပြောချင်တဲ့အိပဲကျွန်တော်ကော်ဖီရဲ့ရောင်းတယ်လည်းမဟုတ်ဘူးကျွန်တော်ကိုယ်နဲ့တော့ဝယ်ရခက်နေတယ်ရောင်းငန်းမှာခုနပြောလို့ပေါ့ဟိုတရုတ်တွေတော့ထိုင်ဝမ်တွေတော့ဂျပန်တွေတော့ဆင်းဝယ်တာလို့နော်တရားဒီကိုကီလိုဟာပေါ့နော်တန်ချိန်900ထွက်တယ်ဆိုရင်300ကျော်တယောက်ထက်တရုတ်ကဝယ်သွားတာသူကသိတယ်လေဒီကတဘာဝကော်ဖီကိုသိနေတဲ့ခါကျတော့ ်ဘယ်နိုင်ငံခြားကိုပြန်သွင်းလဲဒီက coffee ဆိုင်တွေကတရုတ်ပြန်မှာတယ်အဲ့ coffee တွေကရွာငန် coffee တွေဒါဆိုတရုတ်တွေကသူက3လမှတစ်ခါထွက်တဲ့တန်ချိန်900ဆိုရင်သူကတဝက်လောက်သူတို့တောင်လက်အုပ်ချီပြီးယူသွားတာအဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ကရွာငန် coffee ဆက်ဆက်ရဖို့ကရမ်းခတ်သွားတယ်အဲ့တော့အခုရောင်းနေတာတော်များများအတုဖြစ်ဖို့များနိုင်တယ်အဲကျွန်တော်ပြောတဲ့အိဗယ်ကရွာငန်ကော်ဖီကိုတကယ်တမ်းအစစ်မှန်ရောင်းနေစေတနာရှိနေသူတွေပြောနေမှာမဟုတ်ဘူး เนาะရွာငယ်ကော်ဖီတိုင်းကအစင်မဟုတ်ဘူးအဲ့လေးတည်ထားရင်ရတယ်ဒေသခံတွေသဘောတည်လိမ့်မယ်เนาะတန်ချိန်တစ်နှစ်သုံးလမှတစ်ခါဘယ်လောက်ထွက်မှာလဲ900လားဒေသတစ်ခုလုံးထွက်กว่าအဲ့ထွက်တဲ့ဟာတွေတဝက်ကျော်လောက်ကနိုင်ငံခြားရောက်နေမြန်မာနိုင်ငံမှာကော်ဖီဆိုင်ဖွင့်ပြီးတော့ကော်ဖီမှားတယ်နိုင်ငံခြားမှားတယ်အရေဘီယံဟို အရွာငယ်နေပဲရွာငယ်ကော်ဖီကပြန်ထည့်ပေးလိုက်တာကိုမြန်မာပြူဒါလုံးဝပြန်ပြီးတော့ roast တက်လာဘာသူတို့ဘလို့နီးပညာလောက်ပြီးတော့ပြန်ထည့်ပေးလိုက်တာပေါ့နော်အဲ့တော့စသောက်မဲ့သူတွေကိုပြပြတာကော်ဖီစသောက်မဲ့ဆိုရင်ပြားရည်လေးထည့်ပါနော်စသတ်ထည့်ရတဲ့ကြားထည့်ကြားတော့မထည့်စီချင်ဘူးပြားရည်လေးထည့်နော်ဟိုပြိုင်လေးနဲ့ပဲထက်တော့တင်မြတ်သေးလေးညှင့်ပြီးတော့ကော်ဖီကိုကျွန်တော်တို့ကြတော့ဖန်ခွက်တစ်ခွက်ဆိုရင်တော့ဖန်ခွက်တစ်ခွက်လက်ပတ်စောင်းနှစ်စွန်းပေါ့နော်ဒီမှာဖန်ခွက်တစ်ခွက်ကို200မဲလောက်နှစ်စွန်းစသောက်မဲ့သူဆိုလက်ပတ်စောင်းတစ်စွန်းပဲထည့်ပြိုင်လေးကိုထည့်ထည့်ပြီးတော့တော့ညညကြီးပဲကော်ဖီထားရယ်ကော်ဖီချတာပဲ ဘီယာတာပြီးကော်ဖီချတာညလည်းအိတ်တာပဲ